ညမောင်တို့တီကကြီးစိုးလို့နေပါတယ်ညအခါမှာမြည်တဲ့တဲ့ပိုးပရစ်မြည်တံတွေကလွဲလို့ရှိရင်ပြင်ပကတိတ်ဆိတ်လျက်သားလားခွေညမလို့အမောင်တို့ကတခြားညတွေထပ်ပို့ပြီးတော့ကြီးစိုးနေသလိုတောတောင်ရက်မလို့အမောင်တို့ကပို့ပြီးတော့ပင်ကြီးစိုးနေပါတယ်တခါတခါလမ်းမီးထပြန်တဲ့ညငတ်တွေရဲ့အတန်တွေကကြားရသူတွေဖို့တော့ကြောချမ်းစရာပဲဒါပေမဲ့လည်းဤမြမောင်မဲတိတ်ဆိတ်နေတဲ့ညမောင်တို့မှာမိန်ပြပြမီးအောင်လေးနဲ့လူတစုကတော့လှုပ်စီလှုပ်စီနေပါဟဲ့အောင်နေမြင်မြင်လာကြကွာမင်းတို့ကောင်နေတွားနေရလဲလိတ်ထက်တော့နှင်းနေသေးတယ် အဲဒီလူတစုရဲ့ရှေ့ဆုံးမှာတွားနေတဲ့လူကနောက်ကလူတွေကိုလှမ်းပြီးတော့တရိပ်ပေးနေရပါ။ယခုလိုမျိုးမောင်မိုက်နေတဲ့ညမောင်တို့ထက်ကြောက်စရာကောင်းတဲ့သူတို့သူတို့သူတို့တွေကယခုလိုမျိုးမောင်မိုက်နေတဲ့ညမောင်တို့ထက်ကိုပို့ပြီးတော့ကြောက်စရာကောင်းလာတဲ့အဝိဇ္ဇာမောဟနဲ့လောဘအမောင်တို့တွေဖုံးလွှမ်းနေကြသူတွေပင် ဖြစ်ပါတယ်။ဆရာမြတ် မရောက်သေးဘူးလားဗျာကျုပ်တို့ကမောလာပြီဗျာနောက်ကနေလူတယောက်ကလမ်းပြီးတော့မေးလိုက်ပါတယ်ဟာမင်းတို့ကောင်တွေကလည်းကွာငါတော့မမောသေးဘူးမသိလို့ရှိရင်သူတို့ကပဲအသက်တရာအဖိုးကြီးတွေကြာနာပဲနေကြအောင်စောလာမင်းဒီမှာနေခဲ့နေရဲ့မလားအကြောင်းတစ်ခုခုထူလို့ရှိရင် ကြီးကန်းတန်လှုပ်ပြီးတော့ငါတို့အသည့်ပဲကြားလာ။ရှေ့ဆုံးကဥဆောင်နေသူကအဲ့လိုပြောလာတဲ့အခါမှာတော့နောက်မှာပါလာတဲ့ဆောလာဆိုသူကဟာဆရာမြလည်းလက်တွဲလာတာဖြင့်ကြားလာပြီ။အခုထိဆရာတပည့်ရဲ့တက်သည့်ကိုမယုံသေးဘူးလားဗျ။ ကျုပ်တက်တီကိုအကဲဆန်းတာလားအဲဒီလိုမျိုးပဲတက်ကြွစွာနဲ့ပြန်ပြောလာခဲ့ပါတယ်ကဲဟုတ်ပါပြီကွာမင်းဒီနေရာမှာပဲကြံနေခဲ့ဟုတ်ပြီလားရှင်နဲ့နဲ့ရှောက်လို့ရှိရင်ငါတို့အလုဆောက်လို့ရမယ့်နေရာကိုရောက်ပြီမီးကိုလည်းမငိမ့်စင်နဲ့ကြားလာငါတို့စီးတားပေးခဲ့မယ်ဘာအကြောင်းမဲရှိရှိစီးပြင်ကိုမထွက်နဲ့နော်ငါတင်ပေးထားတဲ့အနေကင်းကာရာမန္တန်တွေကိုလည်းမင်းမမေ့နဲ့အခုတစ်ခေါက်အောင်မြင်လို့ရှိရင်တဘွားလုံးအေးချမ်းပြီကွာ ဒါပေမဲ့ NIO လည်း short တွက်လို့တော့မရအောင်အခက်မတင်လို့ရှိရင်အသက်ပါပေးရနိုင်တယ်အဲဒါကြောင့်မလို့အရေးကြီးတယ်ကွာ body pop ပြတ်တော့လုံးလုံးမရအောင်ကြားလာမြအောင်ကစီးတားပြီးတော့ဝါမီရှုကိုဘေးတစ်ဖက်မှာစိုက်ထောင်ကစောလာကိုမှကြားနေပါလေဟိုစိတ်ချပါဆရာမရရေဒါမျိုးတွေကဆရာတပည့်အတွက်ရိုးဤနေပါပြီဗျာစောလာဆိုသူကလည်းအဲ့လိုမျိုးတွေပြောဆိုပြီးတော့မန်တက်နေတဲ့ပုံစံပါပဲဇာကြောင်းလေးကိုအနေငယ်လှန်ရမယ်ဆိုရင်တော့ တကယ်တော့ဆရာမြလို့သူ့တပည့်တွေခေါ်ပေါ်နေကြတယ်မြမောင်နဲ့သူ့တပည့်သား6ယောက်တို့ဟာရွှေတောင်ငုံရွာရဲ့အထွတ်အမြတ်ဖြစ်တဲ့ရွှေတောင်ငုံဘုရားစီဒီမှာတိုက်တူးဖို့အတွက်ရောက်နေကြခြင်းဖြစ်ပါတယ်ရွာနဲ့အဲ့ဒီစီဒီနဲ့ကအနှဲငယ်လန့်တော့သူတို့တို့ကပို့ပြီးတော့လွယ်ကူနေပါတယ်ရွှေတောင်ငုံစီဒီကတော့အနှဲငယ်သားမြင့်တဲ့တောင်ငုံရှိမှတီးရှိတာပါစီဒီပေါ်ကိုရောက်ဖို့ဆိုရင်တော့လေကားတစ်ပေါင်း100ကျော်ကိုတက်ရပါလိမ့်မယ်လေကားအစမှာတော့ဂောဘကတွေနေတဲ့အဆောင်ရှိပါတယ်ညာရင်ညနေတော့မနေကြပါဘူး ဇေဒီရဲ့နောက်ဘက်မှာတော့တိတ်မကျဲလုံးနဲ့မြစ်တစ်ခုရှိပါတယ်။မြားမောင်တို့အဖွဲ့ကလိန်နဲ့လာပြီးတော့တောင်ရဲ့နောက်ဘက်ကနေတက်လာကြတာပါ။ အခုတော့သူတို့ရဲ့လောဘကိုအကောင့်ထဲပုံမဲ့နေရာကိုရောက်နေကြပါပြီအကုန်လုံးကိုမြင်သာတဲ့နေရာမှာတော့ဝဲဘက်ခြေလေးနည်းနည်းစာနေတဲ့ဆောလာဆူသူကိုအဆောင်ချတာခြင်းဖြစ်ပါတယ်ခစ်ကလည်းကောင်းနေတဲ့ကာလာမဟုတ်လေတော့ဖယားမာကမီးရ24နာရီမထွန်းနိုင်ပါဘူးရွာသူရွာသားတွေစုပေါင်းလှူဒါန်းထားတဲ့မီးဆက်ကလေးနဲ့ည10နာရီလောက်ထိပဲထွန်းနိုင်ပါတယ်မဆိုးစလောက်မီးအောင်လေတော့ရှိပါတယ်ကဲကဲငါတို့လုပ်ငန်းစမဲ့နေရာကိုရောက်ပြီကွာငါပိုင်ရာဆိုင်ရာတွေကိုခွင့်ပန်ပြီးတော့စီးချလိုက်အောင်မယ် မြမောင်ကအဲ့လိုပြောဆိုပြီးတော့သူလုပ်ရမယ့်အလုပ်တွေကိုလှုပ်ဆောင်ပါတယ်တကယ်တော့မြမောင်ဆိုသူကခေသူတော့မဟုတ်ပါဘူးအရက်တကလဲပြီးတော့ဆေးကုပျောကကုဖះထာပနာတင်းချိုင်းကုတွေကိုဖောက်နေသူတယောက်ပဲဖြစ်ပါတယ်တေကြပြီးတရင်အတိကျရပြီဆိုမှလုပ်ငန်းစသူပါကဲဟိအောင်နေ ငါစီရောကျိုးရောတားထားပြီပြီဥစ္စာရှိရင်ဥစ္စာဆောင်တော့ရှိမှာပဲကွာဥစ္စာဆောင်ရှိမှာဥစ္စာရှိမှာအဲ့တော့ငါကောင်တို့ဘာပဲကြုံရကြုံရမကြောက်ကြနဲ့နော်ထွက်လည်းမပြေးကြနဲ့စီးပေါက်လို့မဖြစ်ဘူးကွာနည်းနည်းကလေးမှကိုအမားမလုံးမိကြစေနဲ့ကြားလားအမားသေးသေးလေးလုံးမိရင်တော့မှအသက်ကိုထိခိုက်နိုင်တယ်ဆိုတော့သဘောပေါက်ကြဆရာမရလေဗျာကျုပ်တို့ကြောင့်မသိရကြရနေရပဲဤဘာငါဆိုရငါလည်းမင်းတို့တွေကိုစိတ်ပူလုံလို့ပြောနေရတာပါဟာဆောလားမင်းဟိုမှာစောင့်ဝိုင်းနေလေကွာမစောင့်မနဲ့မင်းဘာလို့ဒီကိုလိုက်လာလဲ အဲလိုလဲပြောပြီးရောမြမောင်ရောတခြားသူတွေပါကြည်လိုက်တော့စီးပင်မှာမလုံမရှက်ရက်နေတဲ့ဆောလာကိုအန်ဩစွာတွေ့မြင်လေးရပါတယ်အခုတွေကအခဲဆန်းနေကြပြီပေါ့လေဟာလာကြည်ရတာပေါ့ကွာယရနာတွေတိတ်များပုံရတယ်ကွာရတယ်ဟေးရတယ်ရတယ်မြမောင်တို့ကဒီလိုမှကြိုက်တာကွာမြမောင်တယောက်သဘောကျစွာရေမောနေပါတယ် ဟစ်တင်းအဲ့ဒါနေပထွေးစောလာမဟုတ်ဘူးဟာနေတတိကိုစမ်းနေတာငါပေးထားတဲ့အစိမ်းရောင်ဆေးလုံးနဲ့ပြစ်လိုက်စမ်းကွာမြမောင်ကအဲ့ဒီလိုပြောလိုက်တဲ့အခါမှာတော့ဥတင်ဆိုသူကအစိမ်းရောင်ဆေးလုံးနဲ့လှမ်းပြစ်လိုက်ပါတယ်ဝုံကနေဆိုပြီးတော့မိထတောက်ကစောလာရောင်ဆောင်ထားတဲ့တရေကလည်းအားကနေဆိုអော်ပြီးတော့အဲ့ဒီနေရာမှာပဲပျောက်ွယ်သွားခဲ့ပါတယ်ကဲဟဲ့အောင်လေဒီနေရာကနေစတူးကြကွာဇေဒီရဲ့ဖနက်ကောအောက်ခြေတနေရာကိုညွန်ပြလိုက်တာကြောင့်တပည့်တွေကလည်းတူးကြပါတယ်ကဲမြ мян ဆကြဟေးမြ мян တူးလေမြ мян ကောင်းလေပဲကွာ ။တပိနှစ်ပိလောက်တွူးပြီးတဲ့အခါမှာတော့ဒုတ်တုတ်ဆိုပြီးတော့တစုံတစ်ခုနဲ့ထိမိတဲ့အံထွက်ပေါ်လာခဲ့ပါတယ်။တွေ့ပြီဆရာမရေတွေ့ပြီတွေ့ပြီတန်တစ်တာဟာဗျာတန်တစ်တာ။တပိတယောက်ကအဲ့ဒီလိုမျိုးဝမ်းသာအားရပြောလာတဲ့အခါမှာတော့မြမောင်ကမဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီးတော့ဟာအွန်လိုင်းတယောက်ကတော့ငတုံးမဲ့ကွာနစ်မေကြီးတော့ဒီလိုတောင်ကုန်းဒီလိုအထင်ကရဖះမှာဒီလိုယတနာတစ်တာကိုနှစ်ပေသုံးပေမှာမြုပ်ထားမလားကွာအဲ့ဒါငါ့ကိုပညာဆန်းနေရပဲကွာငါ့ကိုမခက်လေးစားလုပ်နေရပဲမြမောင်ပညာလာဆန်းမှာတော့လေပြရတာပေါ့ကွာကဲဟဲကဲဟဲ အဲ့လိုပြောဆိုပြီးတော့သူ့လွယ်ထဲကပြာမွန်းတချို့ကိုထုတ်ပြီးတော့ပြစ်လိုက်ပါတယ်။ဝုံးဆိုတဲ့အတန်နဲ့သူတန်တစ်တာဟာထူးဆန်းစွာပဲပျောက်သွားပြီးတော့မိโกငွေတွေသာကျန်နေခဲ့ပါတယ်။ဟာတန်တစ်တာကြီးပျောက်သွားပြီ။ငဆိုးဆိုသူကအဲ့လိုလဲပြောပြီးတော့တဟားဟားနဲ့ထရဲပါတော့တယ်။တခြားသူတွေကလည်းအဲ့ဒီငဆိုးကိုကြောင်ပြီးတော့ဝိုင်းကကြည့်နေကြပါတယ်။ဟာဟေ့အောင်ငဆိုးဘာယူထလဲကွာ။ ကြိုင်လူတွေကြားကုန်မယ်မစ်တိတ်ဆန်ရအောင်မြတ်မောင်စိတ်တူတူနဲ့អော်ပြောလိုက်ပါတယ်ဆရာမဟာကျုပ်အယူထနေတာမဟုတ်ဘူးဗျာဟူရှိရဲ့တစ်ပင်ကိုမိပြီးတော့ထိုင်နေတဲ့အကောင်ကကျုပ်ကိုရေအောင်လုပ်နေတာဗျာသူတို့ရှိမှရှိနေတဲ့တစ်ပင်ကိုညွန်ပြရင်လည်းငဆိုးကပြောလိုက်ပါတယ်မြတ်မောင်ကသဘောပေါက်သွားပါတယ်မြင်ရလားငဆိုးဘလို့ပုံစံလဲငါ့ကိုပြောစမ်းမြင်ရဆရာဟာအမလေးနေတဲ့កောင်ကြီးမဟုတ်ဘူးဗျာ ငဆိုးကကြောက်လဲကြောက်ရဲလဲရဲနေခဲ့ပါတယ်ဘလို့ပုံစံလဲငါ့ကိုပြောစမ်းငဆိုးဟာကြောက်စရာကြီးဗျပဆိုးကွက်တုံးကြီးနေဗျအပေါ်ပိုင်းတော့ဘာမှမွှေ့ထားဘူးသပင်ရှည်ကြီးနေပဲအပေါ်ပိုင်းတစ်ခုလုံးကသပင်နေနဲ့ဖုံးနေရဗျအဲ့လိုမျိုးငဆိုးကပြောရင်းနဲ့တစ်ချက်တစ်ချက်ထထပြီးတော့ရည်နေပါသေးတယ်မျက်လုံးတွေကလည်းရဲတောက်နေရပဲဆရာမရယ်ငဆိုးကကြောက်ကြောက်နဲ့ပြောနေခဲ့ပါတယ်ဘလို့ရွယ်စားလဲငဆိုးအနေရပြုတ်မဲ့ပုံလား အရွယ်စားယောက်ျားကြီးနှစ်ဖက်စာလောက်ရှိရဲ့ဗျာအရက်ကလည်းထမ်းမင်တပင်လောက်ကိုမြင့်မထင်နဲ့ဆရာမရဲ့ထိုင်နေတာတော့နဲတဲ့အရက်ကြီးလားဗျာဟာလက်ထဲမှာလည်းအေယာမကြောက်တင်မှုကြီးကင်ထားလို့တစ်ချက်တစ်ချက်ဝေယမ်းနေတာဗျာပါဇက်ကလည်းအစွဲတဖွေးဝင်းနေငဆိုးတယောက်ကတော့ပြောလဲပြောရဲလဲရဲနေခဲ့ပါတယ်ဩဒင်းကစီးတဲ့ဝင်လို့မရပါပဲအစွမ်းစတော့ရှိတာပဲကြည့်ရတာဒီတပတ်ကောင်ကအဆောင်ဖြစ်လိမ့်မယ်ဟဲ့အောင်နေမင်းတို့ဆက်တူကွာဒီကောင်ငါရှင်းလိုက်မယ်မြမောင်ကအဲ့လိုပြောဆိုပြီးတော့ကဲဟဲကဲဟဲ ဒါဟာငါ့ဆရာအဆက်ဆက်ကလက်ဆင့်ကမ်းလာတဲ့ကဘာမှာနှစ်ခုမရှိတဲ့ဝင်းဝင်းဆုံးတွေရဲ့သွေးနဲ့လှုပ်ထားတဲ့မိစ္ဆာဖန်းနဲ့အင်းဟဲ့အဲလိုမျိုးအောင်တန်ကြီးနဲ့အော်ဟစ်ပြီးတော့အုံဖွားမှန်ပြီးပြစ်ထည့်လိုက်တဲ့အခါမှာတော့အင်းဟာမြေမှာမကြပဲနဲ့တစုံတစ်ခုနဲ့ထိမိတယ်လို့ဝုံးနဲ့မိထတောက်သွားပါတယ်အကောင်နဲ့မမြင်ရပဲနဲ့ကြောက်စရာအတန်ဇိုးကြီးတစ်ခုကဟိမ့်ပြီးတော့ထွက်လာခဲ့ပါတယ်ဟာအဲ့ဒီကောင်ကြီးပျောက်သွားပြီဆရာကြီးပျောက်သွားပြီငဆိုးကအာရဝန်းသားစွာနဲ့ပြောလာခဲ့ပါတယ်အင်းငါတို့ယရနာနဲ့နီးလာပုံရတယ်ကွာဒီကောင်နေကျန်းလာပြီ ငါကိုသိန်းကျိုင်းမြင်နဲ့စီးနောက်တဒံတားထားလိုက်အောင်မင်းတို့မကြောက်မရွံ့ဆက်ဒူးကြကွာကြာလာမြားမောင်ကပြောပြောဆိုဆိုနဲ့စီးဝိုင်းထဲမှာနေပြီးတော့သူပြောတဲ့ကိုသိန်းကျိုင်းမြင်နဲ့စီးနောက်တဒံထပ်ပြီးတော့တားထားလိုက်ပါတယ်ခဏကြာတဲ့အထိတော့ဘာမှမထူးကြလာခဲ့ပါဘူးတပည့်တယောက်ကတူးလက်ဆပေါက်ဒူးကိုလွတ်ချလိုက်ကတဖြောင်းဖြောင်းနဲ့လက်ခုပ်တီးပြီးတော့ခါမှလည်းလက်တစ်ဘက်ထောက်ကျန်တဲ့လက်တစ်ဘက်ကိုစင်နံမောင်းလိုမျိုးကွေးလျက်ပစိုးကိုမြေလူးဝတ်ကခြေတစ်ဘက်ကိုမြောက်ပြီးတော့ကွေးနေအောင်ကနေပါတော့တယ်ဟေ့ကမောင်းမြိုင်ဘာဖြစ်တာတော့ဟာဘာမြင်မြန်တာတော့မြားမောင်ကအဲ့ဒီလိုမင်းနေပေမဲ့လည်းမောင်းမြိုင်ကမဖြစ်ပဲနဲ့မြားမောင်ကိုကြည့်ကသချင်းနေ တာဆက်ဆူနေခဲ့ပါတယ်။အဲဒီခါကျမှမြားမောင်ကအခြေအနေကိုချက်ချင်းရိပ်မိပြီးတော့ဟေ့အောင်မောင်မြိုင်အခုထိုင်လိုက်စမ်းကွာဒါငါဆရာအမိတ်မယ်။အဲဒီလိုပြောဆိုပြီးတော့ဗဇက်ကလည်းဘာညာစမဂလာပွားစီပွားစီနဲ့ကာဒါမန်နန်နဲ့ရွတ်ဆိုပြီးတော့မောင်မြိုင်ဆိုသူရဲ့ခေါင်းကိုပုတ်ချလိုက်တော့မောင်မြိုင်ကချက်ချင်းထိုင်သွားခဲ့ပါတယ်။မောင်မြိုင်မင်းဘာမြင်လို့ရုံကွာ။မြတ်မောင်ကပြုံးလျက်မေးလိုက်ပါတယ်။အော်မလီဆရာမြရဲ့ဗဇက်မှာအီယာမအဆွေကြီးနဲ့ကျုပ်ကိုပြုံးပြပြီးတချင်းဆူပြနေတာဗျာ။ဗဇက်ကလည်းယာပြစ်တင်းလောက်ကိုရှိတာဗျာ။အဲဒီတပတ်ကြီးရဲ့လက်ထဲမှာလည်းကြောက်တင်းမုတ်ကြီးနဲ့ကျုပ်ကိုလက်ရက်ခေါ်နေသေးတယ်။ ေးအဲ့ဒါမင်းတက်တိကိုစမ်းနေတာကွာမကြောက်နဲ့မောင်မြိုင်ဆီယံမြတ်တယောက်လုံးရှိနေရပဲမင်းမကြောက်လို့ရှိရင်အဲ့ဒီကောင်ကမင်းကိုဘာမှမလုပ်နိုင်ဘူးငါတပည့်ရမင်းမကြောက်ဘူးဆိုတော့အဲ့ဒီကောင်တိအောင်ပြလိုက်စမ်းပါကွာမြားမောင်တယောက်အဲ့ဒီလိုနှစ်သိမ့်ပြောဆိုနေစီမှာပဲနောက်တယောက်ကထပြီးတော့တချင်းဆိုကကနေခဲ့ပြန်ပါတယ်အဲ့ဒီလိုဆိုရင်ကရင်နဲ့အညိမင်းသမီးများငိုသလိုငိုကကနွဲကလေးကလုံနေပြန်ပါတယ်ဟင်အောင်အောင်လိုက်မင်းအောင်ဘာမြင်မြန်တာတော့ကွာချောလိုက်တဲ့မိမတွေဗျာကျုပ်တက်တက်ဒီလောက်ချောတာတခါမှမမြင်ဘူးဗျာကျုပ်ကိုခေါ်နေပြီဗျာကျုပ်သွားတော့မယ်ဗျာအောင်လိုက်ရစီးရဲမှထွက်မလို့လို့လုံနေတာကြောင့်မနေဆွဲထား ပါတယ်ဟိအောင်လိုက်ဟိအောင်လိုက်တရောင်းစားလေးခွေးသားလေးဟမ်တခြားသူတွေကိုအထိတ်တလန့်ဖြစ်အောင်လုပ်တယ်မင်းငင်းငင်းထိုင်နေစမ်းရအောင်အဲ့လိုမျိုးပြောလိုက်တဲ့အချိန်ကြမှာအောင်လိုက်ရလဲသဘောကျစွာပြုံးပြီးတော့ထိုင်နေပါတယ်ဟိအောင်လိုက်အဲ့ဒါမင်းမိမမဟုတ်ဘူးနော်မင်းပထွေးတပတ်ကြီးဟာအဲ့လိုမျိုးပြောဆိုကလွယ်ဤသေးကနေမိုင်းခံထားတဲ့အင်းတစ်ချက်ကိုထုတ်ပြီးတော့အောင်လိုက်ရဲ့နှစ်ဖူးမှာကတ်ပြီးတော့မန်းချလိုက်ခါမှာအောင်လိုက်ကပုံမှန်ပြန်ဖြစ်သွားခဲ့ပါတယ်စမ်းမြစမ်းကျုပ်ဘာဖြစ်သွားလဲဗျာ မြတ်မောင်ကအွန်လိုင်းကိုစောင့်ခဲ့ကြည့်ပြီးတော့မင်းပထွေထမ်းမင်လောက်ရှိတဲ့တပည့်ကြီးခေါ်နေရလေလိုက်တော့တွားရအောင်ငါတို့မတားတော့သွားအဲ့လိုပြောလိုက်တော့မှဆရာမြလည်းဗျာတပည့်ကြီးနောက်ကျုပ်ကဘာလို့လိုက်ရမှာရောမြမတော်လို့ကျုပ်ကိုတခုခုလှုပ်လိုက်မှဖြစ်ငါတပည့်တို့မင်းတို့မကြောက်ကြနဲ့ကွာငါဆရာတယောက်လုံးမင်းတို့နာမှာရှိနေရပဲမင်းတို့ဘာမှစိတ်မပူနဲ့ဟုတ်ပြီလားနောက်မှပါလာတဲ့လူတွေကလည်းတယောက်မျက်နှာတယောက်ကိုကြည့်နေကြပါပြီဆက်ပြီးတူးတင်လားမတူးတင်လားဆိုတဲ့အကြည့်တွေနဲ့ပါတယောက်ကိုတယောက်လည်းမင်းငော့ပြီးတော့မင်းနေကြပါပြီဒီမှာငါတပည့် ဒင်းတို့တွေကျန်းလာပြီဆိုတော့ရတနာရီနဲ့နီးလာပြီဆိုတဲ့သဘောပဲကွာသတိကြီးကြီးထားရမယ်ကွာလုံးဝသတိမလွတ်စင်နဲ့ကြားလာသူတို့ဘလို့ပုံစံနဲ့ပဲ၆လန်း၆လန်းစိတ်မယိုင်ညနဲ့ကြားလာယော့ယော့ဒီစေးတွေကိုတယောက်တစ်လုံးတောက်လိုက်ကြသူ့ရဲ့လွယ်ရည်ထဲကနေစေးနီနီလေးတွေကိုထုတ်ပြီးတော့တယောက်တစ်လုံးတိုက်လိုက်ပါတယ်အရာကြီးလှုပ်လှုပ်ပြီးတာနဲ့ကဲငါတပည့်တို့တူးကြကွာအားဆိုင်ပြီးတော့တူးကြမတို့တွေကရတနာရီနဲ့နီးလာပြီကွာမကြခင်မှာရတနာရီအလုံးငါတို့လက်ထဲကိုရောက်တော့မှာကွာတူးတာတူးတာဟေ့အောင် အဲ့လိုမျိုးအတင်းတူးခိုင်းနေပြမှာလေသူရဲ့တပည့်တွေကလည်းသူတို့ဆရာပြောတဲ့အတိုင်းပဲတူးကြရပါတယ်အဲ့ဒီအချိန်မှာတော့ဘယ်ရမှအနောက်ရှက်တွေလည်းမရှိတော့သလိုဘသူမှလည်းဘာမှလည်းမမြင်ကြရတော့ပါအောက်လိုက်မောင်းမြိုင်မင်းတို့ရောဘာမြင်သေးလဲမမြင်တော့ဘူးဆရာမြအဲ့ဒီကောင်ကဆရာမြရဲ့အဆွမ်းကိုကြောက်လို့ပြေးသွားပြီထင်တယ်ဗျမောင်းလိုက်ရဲ့စကားကိုမြတ်မောင်သဘောကျသွားပါတယ်အဲ့ဒါကြောင့်မင်းသူ့ရဲ့မရှိမဲ့ရှိမဲ့နှခမ်းမွေးလေးကိုတတ်ပြီးတော့တဟားဟားနဲ့ဒီလိုပဲဖြစ်ရမှာပေါ့ကွာမြတ်မောင်နဲ့မပိုင်ရင်ဘာမှမလုပ်ဘူးကွာကဲကဲတူးကြတူးကြကွာအဲ့လိုမျိုးပြုံးပြီးတော့ပြောလာခဲ့ပါတယ် တစ်ဖက်မှာကင်းဆောင်ရင်ကြံနေခဲ့တဲ့ဆော်လာတယောက်ကတော့သူ့ရဲ့ဆရာဖြစ်သူတားပေးခဲ့တဲ့စီးဝိုင်းထဲမှာပဲထိုင်ပြီးတော့ဆရာဖြစ်သူနဲ့အခြားသူတို့ရဲ့အသွာအလာကိုစောင့်ကြည့်ရင်အိတ်ငိုက်လာခဲ့ပါတယ်။ဟာဆရာများတို့ကလည်းကွာကြာလိုက်တာဒီလောက်ထိကြာအောင်ဘာတွေများလုပ်နေကြလဲမသိဘူး။ဧကာဏရတနာတွေများလို့မတည်နိုင်မဖြစ်နေကြလားမသိဘူး။မဖြစ်သေးပါဘူးကွာခဏလောက်လေးမေးလိုက်အောင်ပါ။ဆော်လာတယောက်ပွက်စီပွက်စီပြောဆိုပြီးတော့မေးဖို့လက်ထောက်ကမေးနေလိုက်ပါတယ်။အရီခိုက်တက်မှာပဲရုတ်တရက်လေးစိမ့်နေတိုက်ခတ်လာတာကြောင့်ဆော်လာကမေးနေရကနေထပြီးတော့ပတ်ဝန်းကျင်ကိုဝေးဝိုက်ပြီးတော့ကြိတ်လိုက်ပါတယ်။ဟာဘာဖြစ်တာတုန်းက ာမေးမလို့ရှိသေးတယ်လေးကလည်းဘာလို့ရုတ်တရက်ကြီးထတိုက်လာတကယ်တည်းမှာပဲအော်စောလာတယောက်ကလည်းစိတ်တူတူနဲ့ပြောချင်အောင်ပြောပြီးတော့ညှိလူလူဖြစ်နေတဲ့မိကိုလေးခွဲကပြန်ထိုင်ပြီးမေးနေပြန်ပါတယ်စောလာရုတ်တရက်ဆိုသူလိုသူ့ရဲ့နားထဲဝင်လာတဲ့ရင်းနှီးတဲ့မိမတယောက်ရဲ့အတန်မှာဟင်စောလာအန်ဩစွာနဲ့ကြည့်လိုက်တော့သူ့ရှိတက်တဲ့ကိုလာနေတာကသူ့ရဲ့ဆရာမြမောင်ရဲ့ဇနီးဒေါ်မြလေးပင်ဖြစ်နေပါတော့တယ်ဟာဆရာကတော့ပါလားကလေးတယောက်ကလည်းလက်ကဆွဲလို့ဘိုက်ကလည်းတစ်ပိုက်နဲ့ဘလို့ဖြစ်တာပါလိမ့်စောလာငါတို့ကိုကူညီပါဦးဟဲ့ငါနှင်းဆရာကိုလိုက်ရှာနေတာနဲ့နေပြီဟာ ဒီကိုရောက်နေတဲ့တရင်ကြလို့ခက်ခဲခဲခဲနဲ့လိုက်လာတာနင့်ဆရာကိုတောက်ခေါ်ပေးပါလားဆောလာတရားကိုတနာသွားခဲ့ပါတယ်ဆရာကတော့စီဝိုင်းနဲ့လာခဲ့လေဒီကနေစောင့်နေကျုပ်ဆရာမြောက်ကိုတောက်ခေါ်ပေးမယ်ဆောလာကဒေါ်မြလေးကိုစီဝိုင်းနဲ့ကိုဖိတ်ခေါ်လိုက်ပေးမယ်သူမကတော့စီးတဲ့ကိုမဝင်လို့ပါဘူးရပါတယ်ဆောလာရဲ့နေပါစီဒီကပဲစောင့်နေမယ် တလန်းလုံးလမ်းလျှောက်လာလို့ငါမောနေပြီဟဲ့နင့်ဆရာကိုပဲတွက်ခေါ်ပြပါနော်ဒေါ်မြလေးရဲ့ပြောအောင်မှာတော့ဆောလာတယောက်ဟာတနာကိူနာတက်နေနေဆရာဖြစ်သူကအပြစ်တင်နေမိပါတော့တယ်ဆရာမြရဲ့လောက်ရကလုံးဝမယုံကြည်နိုင်ဆရာပါပဲကျုပ်ဖြင့်ယုံတော့မယုံနိုင်ဘူးဗျာဆရာမြဒီလိုလူစားမျိုးဖြစ်လိမ့်မယ်လို့ဘယ်တော့မှမတွေးခဲ့ဘူးကဲပါဆောလာရဲ့အခုချိန်ဒါတွေပြောနေလဲမထူးတော့နင့်ဆရာကိုသာတွက်ခေါ်ပေးစမ်းပါဟဲ့မြန်မြန်လေးငါမှကလေးတစ်ဖက်နဲ့ဘိုက်ကလည်းတစ်ဘိုက်နဲ့နေလားညလားမသိဘူးအာအပြောရင်းဆိုရင်ဘိုက်ကနာလာပြန်ပြီဟဲ့ ဒေါ်မြလေးကဘိုက်ကိုလက်နဲ့ဖိရင်လည်းထိုင်ချလိုက်ပါတယ်ဆရာကတော့ ီမှာပဲခဏနေခဲ့နော်ကျုပ်ဆရာမြောက်ကိုမရရအောင်ခေါ်လာခဲ့မယ်ဗျာဆရာကတော့ဒီကပဲစောင့်နေနော်ဆောလာတယောက်ကတော့သူ့ဆရာမှာကြားခဲ့တာတွေကိုတခုမှသတိမရတော့ပါဘူးဆရာဖြစ်သူကအပြစ်တင်နေဝါမီရှူးကိုယူပြီးတော့ရက်ကန်ရက်ကန်နဲ့စီးဝိုင်းထဲကနေချက်ချင်းထွက်သွားပါတော့တယ်သူ့ဆီကိုရောက်လာသူကသူ့မတ်ထင်နေတယ်လို့သူ့ရဲ့ဆရာကတော့မဟုတ်ဘဲနဲ့အယောင်ဆောင်ထားတဲ့ဇေဒီဆောင်တပတ်ကြီးဆိုတော့သူမသိခဲ့ပါဘူးဆောလာထွက်သွားတာနဲ့ပဲဒေါ်မြာလေးယောင်ဆောင်ထားတဲ့တပတ်ကြီးကသူ့ရဲ့ကြောက်မက်ဖွယ်မူလအသွင်ကိုပြန်ယူပြီးတော့ကြောက်တင်းပုတ်ကြီးကိုပခုံးပေါ်တင်ပြီးတော့ကြောက်မက်ဖွယ်အတန်နဲ့အော်ရဲပါတော့တယ်ကဲတူးထားကြွာတူးထားကြ Ang other value. ငါတို့တွေရတနာရီနဲ့နီးနေပြီဆိုတော့ငါစိတ်ထဲကတိနေတယ်ကွာကဲမြန်မြန်တူးကြစမ်းပါကွာမြမောင်တယောက်ကတော့အဲ့လိုအော်ပြောပြီးတော့ပတ်ချလဲလဲကြည့်နေပါတယ်အတန်ငယ်ကြာပြီးတဲ့အခါမှာတော့တဒုတ်တုံးတဲ့အတန်ကိုနောက်တစ်ခါထပ်ကြားလာပါတယ်ဆရာတပည့်တွေအားလုံးလည်းတပြိုင်နက်တည်းကြိလိုက်ပါတယ်သူတို့မြင်နေရတာကမြေကြီးတွေကခက်ရဲရဲလေးမြင်နေရတဲ့တစ်တာကိုပါမြမောင်ကဝမ်းသာအားရဖြစ်ပြီးတော့ဟာဒီတခါတော့ငါတို့ရတနာကိုတကယ်တွေ့ပြီကွာငါတို့ဆရာတပည့်တွေတသက်လုံးဘာမှလုံးဆရာမလို့ပဲနဲ့အေးအေးဆေးဆေးနေနိုင်တော့မှာကွာသူတို့ဆရာတပည့်တသက်ကပတ်ဝန်းကျင်ကိုခဏမိလျော့ကလောဘရဲ့အထွတ်အထိပ်ကိုရ ောက်နေကြတာပါအဲ့ဒီခိုက်မှာပဲဆရာမြဟိုမှာလာနေရဆရာကတော့မြလေးမဟုတ်ဘူးလားတပည့်တယောက်ရဲ့စကားကြောင့်မြမောင်မြမောင်ကြုတ်ပြီးကြည့်လိုက်တော့ဆောလာပင်ဖြစ်နေပါတယ်ဟာအဲ့ဒါမင်းတို့ဆရာကတော့မဟုတ်ဘူးကမင်းပထွေးဆောလာဟာငတေရသူ့တားကြကွာသူ့တားကြသူစီးပေါက်တော့မယ်ကွာဘာဖြစ်ရောမင်းတို့ဘာလုပ်နေအကုန်လုံးတားကြလေကွာငတေရောငဆိုးရောအွန်လိုင်းတို့ဥတင်တို့ကပါဆောလာအော်ကပြေးလာနေတာကိုသူတို့ရဲ့ဆရာကတော့မြလေးကလေးတယောက်ချီပြီးပြေးလာနေတယ်လို့မြင်နေကြပါတယ်ဆရာမြရေဆရာမြ အဲ့ဒီလိုနဲ့အနာကိုရောက်တော့မှဆောလာဖြစ်မှငတိတို့၄ယောက်လုံးတိကြရပါတယ်။မြမောင်လည်းအလန့်တကြားနဲ့ဟိယောင်ဆောလာမြမောင်ဘလောက်ပဲအော်အရာအားလုံးကနောက်ကျသွားခဲ့ပါပြီ။ဆောလာဟာဝင်ရောက်လာခဲ့ပါတယ်။သွားပြီကွာသွားပြီစီးပေါက်သွားပြီကွာခဲလီတည်းများတဲရည်ကြဖြစ်သွားတဲ့အတွက်မြမောင်ဖိနှိမ်ကျသွားခဲ့ပါတယ်။ဆောလာကတော့မြမောင်နဲ့တခြားသူတို့ရဲ့အော်ဒါတွေကိုမကြားဘဲနဲ့အပူတပြင်းပြေးလာခဲ့ပါတယ်။ဆောလာမင်းဘလို့လှုပ်လိုက်တာလဲကွာအခုစီးပေါက်သွားပြီကွာမင်းနားလေလား။အဲ့ဒီလိုမျိုးမြမောင်ကငုံမဲမဲမျက်နှာကြီးနဲ့ပြောလိုက်ပေမဲ့ဆောလာကတော့ဘာမှမသိမကြားတယ်လို့မျိုးပါပဲ။ ဟိုကလေဟိုကဆီယမ်ယားဆီယမ်ယားရဲ့မိမဆီယာကတော့ဒေါ်မြလေးလေးကလေးကိုလက်ဆွဲဘိုက်ကလည်းတစ်ဘိုက်မပေါ့မပိုင်းနဲ့ဆီယာကိုအပူတပြင်းနဲ့လိုက်ရှာနေလို့ကျုပ်အပြေးလာခဲ့ရတာဗျာဆောလာကတော့ပြောစရာရှိတာကိုပြောနေခဲ့ပါတယ်အာဆောလာလေကွာငါ့မှာကလေးမှမရှိတာကွာငါမိမတေသွားတာပဲနစ်ချို့နေပြီကွာမစ်ဒါလေးတော့မသိဘူးလားတွားပြီကွာခဲလေသမ ्या တဲရေကြဖြစ်ရပြီဟေးအောင်နေဟေးအောင်နေအဲ့ဒီတက်တာကိုလည်းထားခဲ့လိုက်တော့ကွာအသက်မသေးခြင်းလို့ရှိရင်မင်းတို့ခြေဥတက်ရတာ ပြေးကြတော့ မြမောင်ကပြောပြောဆိုဆိုနဲ့ရှေ့ကနေပြေးသွားတော့တယ်အဲ့ဒီချိန်ရွှေတောင်ကုန်းတစ်ခုလုံးငလင်လောက်တလို့တသိမ့်သိမ့်နဲ့လောက်လာခဲ့ပါတယ်ငဆိုးဆိုသူကတော့ဘာပဲဖြစ်ဖြစ်ဒီလောက်ခက်ခက်ခဲခဲတူးထားခဲ့ရတဲ့တစ်တာကိုရအောင်ဖွင့်မယ်ဆိုပြီးကြံလိုက်ပါတယ်သူကြံရုံရှိသေးတယ်တစ်တာကသူ့ဘာသာသူပွင့်လာခဲ့ပါတယ်ငဆိုးတစ်တာတွေကိုကြည့်လိုက်တော့အေယာမမွေကြီးတွေကရှူးရှဲရှဲနဲ့ထွက်လာခဲ့ပြီးတော့ငဆိုးကိုရစ်ဘက်ကပေါက်လိုက်ပါတော့တယ် စတမ်းမဆမ်မကျုပ်ကိုကဲပေါင်းဗျာစကားသက်မဆုံးမိမှာပဲမွေကြီးတွေရဲ့အခွေတွေကနေငဆုတယောက်ငြိမ်ကျသွားခဲ့ပါတယ်သူရဲ့အယိုးတွေကလည်းစစ်စစ်ညံ့ညံ့ကြေကပျော့ခွေသွားခဲ့ပါပြီကျန်တဲ့လူတွေကလည်းအလန့်တရားဖြစ်ပြီးတော့ခြေဥတည့်ရပြေးကြပါတယ်ရုတ်တရက်ဆိုသလိုထမ်းမင်လောင်မြင်တဲ့အရက်ကြီးနဲ့ယောက်ျားကြီးနှစ်ဖက်စာလောက်ရှိတဲ့ခန္ဓာကိုယ်လောက်ထဲကနေကြောက်တဲမုတ်ကြီးကင်ထားတဲ့တပည့်ကြီးဟာပေါ်လာခဲ့ပြီးတော့မြတ်မောင်ကိုရိုက်ထည့်လိုက်ပါတော့တယ်မြတ်မောင်တယောက်ကလည်းအားဆိုပြီးတစ်ချက်သာအော်လိုက်နိုင်ပါတယ်မြတ်မောင်ကိုရိုက်မှာတော့ကြောက်တဲမုတ်ရဲ့တောင်းကစောလာရဲ့ဥကောင်းကိုထိမိသွားတော့စောလာလည်းတောင်းကိုပြုတ်ကျသွားခဲ့ပါတယ်မြတ်မော ောင်ဟာခေါင်းတခြားကိုတခြားခန္ဓာကိုယ်အိုးစားကွဲသွားကသွေးလိမ့်လိမ့်နဲ့ဇီဝင်ချုပ်သွားခဲ့ပါတော့တယ်။ငတိနဲ့တခြားသူတွေကတော့အဖေကဲပါအမေကဲပါဆိုပြီးတော့ပြေးကြရပါတယ်။သူတို့အမြင်မှာတော့ဇေဒီနဲ့ဝေးရကိုရောက်နေပြီလို့ထင်ကြပေမဲ့လည်းတကယ်တမ်းမှာတော့ရွှေတောင်ကုန်းပေါ်မှာပဲရှိနေပါသေးတယ်။တပည့်ကြီးကလည်းငတိရှိတက်တဲ့ကနေစီးကာကပေါ်လာပြီးတော့ကြောက်တဲမုံနဲ့အာကုန်ထုလိုက်ပါတယ်။ငတိတယောက်မှာအာဆိုပြီးပြပြတက်တာပဲမထွက်နိုင်ပဲနဲ့တပည့်ကြီးရဲ့ကြောက်တဲမုံအောက်မှာပဲဇီဝင်ချုပ်ကခန္ဓာကိုယ်တစ်ခုလုံးကျေမွသွားခဲ့ပါတယ်။အသားစားတွေတောင်ဘေးကိုပြန်ကျဲလွှင့်စင်သွားခဲ့ပါတယ်။အွန်လိုင်းနဲ့ဥတင်တို့ကလည်းပြေးမ လွန်းနိုင်မှန်းသိတဲ့အခါဒူးထောက်ထိုင်ချလိုက်ပြီးတော့ကျုပ်တို့မားပါလေဗျာကျုပ်တို့မားပါလေဗျာကျုပ်တို့ဖျားထာပနာတော်ကြံစီမိပါလေကျုပ်တို့အသက်ကိုတော့ချမ်းသာပြီပါဗျာကျုပ်တို့နောက်ဆိုရင်အဲ့လိုမျိုးစကားမဆုံးမိမှာပဲတပတ်ကြီးဟာသူတို့နှစ်ယောက်ကိုခြေထောက်မှကင်ပြီးမြေကြီးမှာချကာတင်းမုတ်ကြီးနဲ့အာရပါရထုပြစ်လိုက်ပါတော့တယ်ဇေဒီရင်မြင်တစ်ခုလုံးလည်းတွေးတွေနဲ့လွမ်းခြုံသွားခဲ့ပါပြီတပတ်ကြီးကလည်းဝူဝဝနဲ့အော်ဟစ်ပြီးတော့တဝက်တစ်ပြက်အလောင်းတွေကိုထမ်းပြီးတော့တောင်အောက်ကိုဆင်းသွားခဲ့ပါတယ်တောင်တစ်ခုလုံးဟာရင်းရိုင်တယ်လို့မျိုးဖြစ်သွားခဲ့ပါတော့တယ်လောဘသားတွေကမကြံအမစီယာကိုကြံမိကြတဲ့အတွက်ထိုက်တန်တဲ့ဆုလ က်ကိုရကြရပါပြီ။ခါချင်းကောင်မန်ကြီးလိုတောင်ကြီးကိုဖြိုမကျန်ခါကမတန်ဖြစ်ရပါပြီ။ရွှေတောင်ကုန်းရွာသူရွာသားတွေကအပူပင်ကင်းမဲ့စွာအိမ်မောကျနေကြတော့မှဖြစ်ပါတယ်။လောဘသားတွေရောက်ရှိလာတာနဲ့ထွက်ခွာသွားတာကိုပင်ဘယ်သူမှမသိလိုက်ကြပါဘူး။မနေ့ရောက်တော့ရွှေတောင်ကုန်းစီရီရင်မြမှာမင်းညက်ကဘာမှမဖြစ်ခဲ့တယ်လို့မျိုးအရာအလုံးကပဂရီပုံစံတိုင်းသာရှိနေခဲ့ပါတယ်။မြေတူးရလည်းမရှိသလိုဘာသွေးစက်မှလည်းမကျန်ခဲ့ပါဘူး။မြားမောင်နဲ့သူ့ရဲ့တပည့်တွေရဲ့အလောင်းတွေကတော့အစအနတောင်မကျန်မနဲ့ပျောက်သွားခဲ့ပါတယ်။မြားမောင်နဲ့သူ့ရဲ့တပည့်အလောင်းတွေကိုဘာလုပ်လိုက်တာလဲဆိုတာကတော့တပည့်ကြီးသာသိပါလိမ့်မယ်။ ယ်သူတို့ကအီမေးအီဒေတာကမဟုတ်တာကြောင့်သူတို့ပျောက်သွားတာကိုလည်းဘယ်သူကမှသိကြမယ်လို့မထင်ပါဘူးတပည့်ကြီးကလွဲလို့ပေါ့ဒါပေမဲ့လည်းရွှေတောင်ငုံရွာမှာတော့အယူတယောက်ရောက်နေတာကိုတော့အလုံးသတိထားမိလိုက်ကြပါတယ်အဲ့ဒီအယူကတော့တခြားသူမဟုတ်ပါဘူးခြေလေးတစ်ဖက်စာနေတဲ့စောလာပင်ဖြစ်ပါတယ်ဇလန်လေးကတော့ဒီမှာဒီမဲ့ပြီးဆုံးသွားခဲ့ပါပြီဗျဇလန်လေးကိုစောနေတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်